အားလုံးမင်္ဂလာပါစေဘကဟက် knowledge sharing channel ကနေကြိုဆိုပါတယ်ဒီနေ့ဒီ channel အတူ grade 1 biology chapter 4.2.2 infectious diseases အပိုင်း3ကို လေ့လာကြရအောင် preventing malaria malaria ရောဂါကာကွယ်တဲ့နည်းလမ်းတွေကို လေ့လာကြရအောင် there are 3 main ways to control malaria reduce the number of mosquitoes avoid being bitten by mosquitoes and use drugs to prevent the parasite infecting people မလေးရီးယားလို့ခေါ်တဲ့ငှက်ဖျားရောဂါကို control လုပ်ဖို့အတွက်အဓိကနီလန်၃မျိုးရှိရင်ခြေနေများပြားနဲ့ခြေရည်အတွက်ကိုလျှော့ချခြင်းခြေကိုက်ခံရခြင်းမှကာဝယ်ခြင်းနဲ့လူတွေကိုမလေးရီးယား parasite infecting ဖြစ်တာကို prevent လုပ်ဖို့အတွက်ဆေးတွေကိုအသုံးပြုခြင်းလို့ဖြစ်တယ်မလေးရီးယားကို control လုပ်ဖို့ပထမဆုံးနီလန်ကတော့ ခြေရည်အတွက်ကို short ချဖို့ဖြစ်တယ်။ It is possible to get the insect vector and break the transmission cycle. insect vector ဖြစ်တဲ့ခြေနေကိုတတ်ခြင်းအားဖြင့်ခြေကြိုက်ခြင်းဖြင့်လူကိုမလေးရီးယားပါရာဆိုက်တီကူးစက်နိုင်တဲ့ cycle ကို break လုပ်နိုင်တာဖြစ်တယ်။ Mosquitoes lay their eggs in water. ခြေငောင်တွေကသူတို့ရဲ့ဥတွေကိုရေထဲမှာဥတာဖြစ်တယ်။ larvae hatch and develops in water but breathe air by coming to the surface ဥရေကနေပေါက်လာတဲ့လာဘာတွေကရေထဲမှာတဖြည်းဖြည်း develop ဖြစ်လာတာဖြစ်တဲ့လာဘာနဲ့ပြူပါကရေထဲမှာနေထိုင်ကြပေမဲ့အသက်ရှူဖို့အတွက်ကတော့ရေရဲ့မျက်နှာပြင်ကိုတက်ပြီးတော့မှလေကိုရှူရမှာဖြစ်တယ် Why can we spread over the surfaces of water to make it possible for mosquito larvae and pupae to breathe? ရေမျက်နှာပြင်ပေါ်မှာစီတွေကိုဖြန်ထားခြင်းအပြင်လာဗေးနဲ့ပြူပေးတွေကိုရေမျက်နှာပြင်ပေါ်ကိုတက်ပြောင်းမှာအသက်ရှူလို့မရအောင်တားထားတာဖြစ်တယ်။ Marshes can be drained and vegetation clear. Marshes ကတော့ရေအိုင်နဲ့ခြုံပုတ်တွေရောနေတဲ့နေရာကို ပြောတာဖြစ်တယ်။ခြေနေပေါဖွားနိုင်တဲ့ရေတွေကို drain လုပ်နိုင်တယ်။ခြုံပုတ်တွေကိုရှင်းပစ်ခြင်းအပြင် ခြင်တွေခိုအောင်မို့နေရာတွေကိုဖယ်ရှားပစ်နိုင်တယ်။ biological control measures that can be used ခြေရည်အတွက်ကို control လုပ်ဖို့ biological measures နှစ်ခုရှိတယ် stocking ponds irrigation and drainage ditches and other permanent bodies of water with fish which feed on mosquito larvae example mosquito fish gambusia affinis ပထမဆုံးနည်းကတော့ရေအိုင်နေ irrigation နဲ့ drainage ditch တွေရေတွေအများနဲ့ရှိနေတဲ့ area တွေမှာ မော့စကီတိုလာဗေတွေကို စားသုံးတဲ့ fish တွေကိုထဲ့ပြောင်းမှမွေးမြူခြင်းဖြစ်တဲ့ဒီပုံကတော့မော့စကီတိုလာဗေတွေကိုစားသုံးတဲ့ငါးမျိုးစားကိုပြထားဖြစ်တဲ့အောက်ကပုံကတော့လက်ခွင်းတွေကိုခြေသွင်းနဲ့ခြေမြောင်းတွေကိုပြထားဖြစ်တဲ့ spring in preparation containing the bacterium bacillus thuringiensis which kills mosquito larvae but is not toxic to other forms of life biological control method တခုကတော့ mosquito larvae တွေကိုစားသုံးတဲ့ bacteria ဖြစ်တဲ့ Bacillus thuringiensis ပါဝင်တဲ့ spray ကိုအသုံးပြုတာဖြစ်တယ်။ဒီ bacteria ကတော့ mosquito larvae ကိုပဲတပ်ပစ်တာဖြစ်ပြီးတော့မှခြေရဲ့တခြား form တွေကိုတော့ toxic မဖြစ်နိုင်ဘူး။ခြေရဲ့ larvae ကိုတတ်တဲ့ bacteria ပါတဲ့ spray ကိုပြထားတာဖြစ်တယ်။ However, mosquito will lay their eggs in any small petal or pool which makes it possible to completely eradicate breeding sites, especially in the rainy season. Nipomaro, Gine, Jigugango, Jatara Pite, Chinega, Gine, Jigugani, Ma Uunine, Chine Papua Nine, ပက်ဒယ်စီပူးစီကိုလုံးဝဖယ်ဖြစ်ဖို့ကမဖြစ်နိုင်ဘူးအထူးသဖြင့်မိုးရာသီမှာဆိုလို့ရှိရင်ရေတွေက ပြန်ပြန်ပြီးတော့မှပြေလာမှာဖြစ်တယ် The best protection against malaria is to avoid being bitten malaria ကို control လုပ်ဖို့နောက်ထပ်နည်းလမ်းတစ်ခုကတော့ချိန်ကန်ချင်းအနီးကာဝယ်ဖို့ဖြစ်တယ်ဒီနည်းလမ်းကတော့မလေးရီးယားရောဂါဖြစ်တာနေပြောမှာအကောင်းဆုံးကာဝယ်ပေးနိုင်တဲ့နည်းလမ်းဖြစ်တယ် People are advised to sleep beneath mosquito nets and use insect repellents. ခြေနောင်ထဲမှာအိပ်စက်ခြင်းအားဖြင့်ခြေနိုင်စည်းတွေကိုဖြန့်ခြင်းအားဖြင့်ခြင်ကိုက်ခြင်းအနီးကာဝယ်ပေးနိုင်တာဖြစ်တဲ့ Soaky mosquito nets in insecticide every 6 months has been shown to reduce mortality from malaria. 6လတခါ insecticide နဲ့စိန်ထားတဲ့ချင်းနောင်တွေကိုအသုံးပြုခြင်းအပြင်နှစ်ဖြားယောဂါကြောင့်တေတာကိုရှော့ချနိုင်တာကို တွေ့ရတယ်။ People should not expose their skin when mosquito are active at dusk. ချင်းတွေကမှောင်ရိပ်ကြတဲ့နေရာတွေမှာပိုပြီးတော့မှကိုက်တက်တာဖြစ်တဲ့အတွက်ကြောင့် ပဝင်းကျင်ကိုအလင်းရောင်ကောင်းကောင်းရအောင်ထားတဲ့နယ်ချင်ကိုက်မခံရအောင်အေးပြားကိုအင်ကြီးလက်ရှိဘောင်းမီရှိရင်ဝင်ချင်းအားဖြင့်ဖုံးအုပ်ထားနိုင်တယ်ဒီပုံမှာတော့ချင်းကောင်းတွေကိုတတ်ဖို့အတွက် DDT ဆေးကို ဖြန်းနာကိုတွေ့ရမှာဖြစ်တယ် Mosquito Repellent မှာဆိုလို့ရှိရင်အခန်းလေးကိုဖြန်းတဲ့ဆေးနဲ့လူရဲ့ခန္ဓာကိုယ်နဲ့အဝတ်ပုံကိုဖြန်းတဲ့ဆေးဆိုပြီးတော့မှနှစ်မျိုးရှိတယ်ဒီပုံမှာတော့ Electronic Mosquito Repellent Pad ကိုကြားထားတာဖြစ်တယ် Worldwide Control of Malaria ဒီကမ္ဘာလုံးအတိုင်းအတာအနေနဲ့မလေးရီးယားကွန်ထရိုးလုပ်တာကိုစက်ဘရောလေ့လာကြရအောင် In the 1950s the World Health Organization WHO coordinated a worldwide eradication program 1950လောက်မှာတော့ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းဖြစ်တဲ့ WHO ကဒီကမ္ဘာလုံးအတိုင်းအတာအနေနဲ့မလေးရီးယားကို တိုက်ဖျက်ဖို့အတွက် program တွေကို WHO က မလေးရီးယားရောဂါဖြစ်တဲ့ area မှာရှိတဲ့အဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်ခဲ့တယ်။ Although malaria was clear from some countries, the program was not generally successful. တချို့တိုင်းပြည်တွေမှာမလေးရီးယားရောဂါကိုလုံးဝတိုက်ထုတ်နိုင်ခဲ့ပေမဲ့ မလေးရီးယားကိုလုံးဝ eradicate ဖြစ်ဖို့ program ကတော့အပြည့်အဝမအောင်မြင်ခဲ့ဘူး There are two main reason for this Plasmodium became resistant to the drugs used to control it Mosquitoes became resistant to dichlorodiphenyl trichloroethane DDT and the other insecticides that were used at the time such as diadrin Wildlife eradication program မအောင်မြင်ခြင်းအကြောင်းရင်းကအဓိကနှစ်ချက်ရှိတယ် ပထမတစ်ချက်ကတော့ Plasmodium malaria parasite ကို control လုပ်ဖို့အသုံးပြုတဲ့ drug စီကို Plasmodium နေက resistant ဖြစ်လာတာဖြစ်တယ်။နောက်တစ်ချက်ကတော့ခြင်နေကခြင်စည်းဖြန်စည်းဖြစ်တဲ့ DDT ဆေးနဲ့တခြား insecticides တွေဖြစ်တဲ့ diadrin တွေကို resistant ဖြစ်လာတာဖြစ်တယ်။ The reason for the worldwide concern over the spread of malaria မလေးရီးယားရောဂါပြန့်နှံ့တာကိုတစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ Later, an increase in drug resistant forms of plasmodium, anti malaria drug sego, resistant plasmodium, an increase in the proportion of cases caused by plasmodium fasciprem, the form that causes severe often fatal malaria. ပြင်းထန်ပြီးတော့မှသေစေနိုင်တဲ့မလေးရီးယားရောဂါကို ဖြစ်စေနိုင်တဲ့ Plasmodium falciparum ကြောင့်ဖြစ်တဲ့မလေးရီးယားရောဂါဖြစ်တာတွေကပိုပြီးတော့မှ များလာလို့ဖြစ်တဲ့ difficulties in developing vaccine against malaria မလေးရီးယားကိုကာဝယ်နိုင်တဲ့ vaccine တွေ ထွက်ပေါ်လာဖို့အတွက်အခက်အခဲတွေအများကြီးရှိနေတာဖြစ်တဲ့ an increase in the number of epidemics because of climate and environmental changes that favor the spread of mosquitoes ဂျာတီဥတုနဲ့ပတ်ဝန်းကျင်ပြောင်းလဲမှုတွေက ခြေနေပြန့်နှံ့တာကို ပို့ပြီးတော့မှ ဖြစ်ပေါ်စီတယ်။အဲ့ဒီတွေကြောင့် malaria epidemics ဖြစ်တဲ့ area တွေပို့ပြီးတော့မှများလာတယ်။ The migration of people from areas where malaria is endemic for economic and political reasons စီးပွားရေးနဲ့နိုင်ငံရေးအကြောင်းပြချက်တွေကြောင့် malaria endemic ဖြစ်တဲ့ area တွေမှာ နေထိုင်တဲ့လူတွေကကမ္ဘာပေါ်မှာရှိတဲ့တခြား area တွေကို ရွှေ့ပြောင်းနေထိုင်လို့ဖြစ်တဲ့ ဒီအကြောင်းချက်တွေကမလေးရီးယားရောဂါကို တကမ္ဘာလုံးကိုပြန့်နှံ့နိုင်တဲ့အတွက်ကြောင့်တကမ္ဘာလုံးအတိုင်းအတာအနေနဲ့မလေးရီးယားကွန်ထရိုးကို လုံဆောင်ဖို့အတွက်အာရုံစိုက်လာရတာဖြစ်တယ်။ Malaria is still one of the world's biggest threats to health. 40% of the world's population lives in area where there is a risk of malaria. malaria ကကမ္ဘာပေါ်မှာရှိတဲ့လူတွေရဲ့ကျန်းမာရေးကိုအကြီးဆုံးချိန်ချမှုတွေကတစ်ခုဖြစ်တယ်။ကမ္ဘာလူဦးရေရဲ့40ရာခိုင်နှုန်းလောက်က malaria ရောဂါဖြစ်စေနိုင်တဲ့ area တွေမှာနေထိုင်နေတာဖြစ်တယ်။ဒီပုံမှာတော့ လိမ္မာယောင်ပြထားတဲ့ဧရိယာအလုံးမှာမလေးရီးယားရောဂါကူးစက်မှုတွေဖြစ်ပေါ်နေတာဖြစ်တဲ့အဝါယောင်ပြထားတဲ့ဧရိယာတွေမှာဆိုလို့ရှိရင်တော့မလေးရီးယားရောဂါကတချို့ဧရိယာတွေမှာပဲကူးစက်မှုတွေဖြစ်ပေါ်တာဖြစ်တယ်။ Between 2000 and 2011 control measures have achieved a decrease in mortality rates of about 25% across the world and 33% in the WHO African region. တက်ဂရစ်2000နဲ့2017ကြားမှာဆိုလို့ရှိ ှင်မလေးရီးယားရောဂါမဖြစ်အောင် control လုပ်တဲ့ method စီကိုအသုံးပြုခြင်းအားဖြင့်ဒီကမ္ဘာလုံးအတိုင်းအတာအနေနဲ့ဆိုလို့ရှိရင်25%လောက်မလေးရီးယားရောဂါကြောင့်တည်တဲ့ rate တွေကကျလာပြီးတော့မှ African region မှာဆိုလို့ရှိရင်တော့33%ရာခိုင်နှုန်းလောက်ကျလာတယ်။ control methods now concentrate on working within the health system to improve diagnosis improve the supply of affected drugs and promote appropriate methods to prevent transmission ကျန်းမာရေးကိုစောင့်ရှောက်တဲ့ system အတွင်းမှာ malaria ကို control လုပ်တဲ့ methods တွေကတော့ malaria ရောဂါဖြစ်ကြောင်း diagnosis method တွေပိုပရောမှာတိုးတက်လာဖို့ malaria ရောဂါကိုထိရောက်စွာကုသနိုင်တဲ့ဆေးတွေကို လူတွေကိုပိုပြီးတော့မှဖြန့်ဝေပေးနိုင်ဖို့ မလေးရာယောဂါကူးစက်တာကို ကာဝယ်ဖို့ရန်အတွက်တင့်တော်တဲ့မသက်တီကိုပို့ပြီးတော့မှမြင့်တင်ဖို့ဖြစ်တယ် Several recent advances give hope that malaria may one day be controlled မလေးရာယောဂါကို control လုပ်တဲ့ method တွေပို့ပြီးတော့မှတိုးတက်လာတဲ့အတွက်ကြောင့် တနေ့မှာမလေးရီးယားယောဂါကို control လုပ်နိုင်မယ်လို့မျှော်လင့်ထားကြတယ်။ The introduction of simple dipstick tests for diagnosing malaria means that diagnosis can be done quickly without the need for laboratories. မလေးရီးယားယောဂါကို diagnosis ရဖို့အတွက် simple dipstick test အသုံးပြုခြင်းအပြင် တွန်းကျင်တက်ခွဲခန်းနေမလိုအပ်ဘဲနဲ့လျှင်မြန်စွာမလေးရီးယားရောဂါဖြစ်နေတာကိုသိရှိနိုင်မှာဖြစ်တဲ့ simple dipstick test ဒီမှာဆိုလို့ရှိရင်သွေးထဲမှာရှိတဲ့မလေးရီးယား parasite antigen ကို detect လုပ်နိုင်တဲ့သိရှိနိုင်တဲ့ test ဒီနဲ့ယူရင်းထဲမှာ မလေးရီးယား parasite ရဲ့ protein fragments တွေကို သိရှိနိုင်တဲ့ test တွေဆိုပြောမှာနှမျိုးရှိရင် the whole genome of plasmodium has been sequenced and this may lead to the development of effective vaccines plasmodium ရဲ့ whole genome ဖြစ်တဲ့ DNA strand ကို sequence လုပ်ခြင်းအပြင် malaria parasite ကိုကာဝယ်ပေးနိုင်တဲ့ထိရောက်တဲ့ vaccine တွေဖြစ်ပေါ်လာဖို့အတွက် စ조사နေတာဖြစ်တယ်။ Several vaccines are being trialed, but it is not likely that a successful vaccine will be available for some time. မလေးရီးယားရောဂါကိုကာဝယ်နိုင်တဲ့ကာဝယ်ဆေးတွေကိုစမ်းသပ်နေစေဖြစ်တယ်။အခုချိန်ထိတော့မလေးရီးယားရောဂါကိုထိရောက်အောင်မြင်စွာကာဝယ်နိုင်တဲ့ vaccine ကိုထုတ်လုပ်နိုင်ခြင်းမရှိသေးဘူး။ Drugs are used in combination to reduce the chances of drug resistant arising. Drug resistant ဖြစ်တဲ့ မလေးရီးယား parasite strain တွေဖြစ်ပေါ်လာတဲ့ chance ကိုဖျော့ချဖို့အတွက်ဆိုလို့ရှိရင် anti-malaria drugs တွေကို ပေါင်းပြီးတော့မှ အသုံးပြုရမှာဖြစ်တဲ့ Plasmodium falciparum malaria parasite ရဲ့ပုံကိုပြထားတာဖြစ်တဲ့ three factors may lead to improvement in the control of malaria malaria ရောဂါ control လုပ်တာကို ပိုပြီးတော့မှတိုးတက်စေဖို့အတွက် ထောက်ပံ့ပေးတဲ့ factor ၃ခုကိုဆက်ပြီးလေ့လာကြရအောင် use of modern techniques in gene sequencing and drug design gene sequencing နဲ့ drug design ထုတ်တဲ့နေရာမှာ modern techniques တွေကို သုံးခြင်းအားဖြင့် malaria ရောဂါ control လုပ်တာကို ပိုပြီးတော့မှတိုးတက်စေနိုင်တာဖြစ်တယ် development of vaccine targeted against different stages of the parasite life cycle malaria parasite ရဲ့ different stages ကို target လုပ်ပြီးတော့မှကာကွယ်ပေးနိုင်တဲ့ vaccine တွေတီထွင်ခြင်းအပြင် malaria parasite control လုပ်တာကိုပိုပြီးတော့မှတိုးတက်စေနိုင်တယ်။ a new international will to remove the burden of disease from the poorest parts of the world aligned to generous donation from wealthy individuals and foundation ချမ်းသာတဲ့သူတွေနဲ့အဖွဲ့အစည်းတွေကနေပြီးတော့မှအလှတန်းတွေရဲ့အကူအညီကိုယူပြီးတဲ့အခါမှာကမ္ဘာပေါ်မှာရှိတဲ့အစင်းရဲဆုံးဒေသတွေကနေပြီးတော့မှ မလေးရီးယားရောဂါဖြစ်ပေါ်နေတာကိုဖယ်ရှားနိုင်ဖို့အတွက် နိုင်ငံတကာဆိုင်ရာသဘောတူညီချက်တွေကမလေးရီးယားရောဂါကွန်ထရိုးလုပ်တာကိုပိုပြီးတော့မှတိုးတက်စီလာတာဖြစ်တယ်။ဒီနေ့တစ်ချက်နဲ့အတူ Grade 1 Biology Chapter 4.2.2 Infectious Diseases အပိုင်း3ခေါင်းစဉ်အောက်မှာ Preventing Malaria မလေးရီးယားကိုကွန်ထရိုးလုပ်နိုင်တဲ့3 main ways ဖြစ်တဲ့ Reduce the number of mosquitoes, avoid being bitten by mosquito and use drugs to prevent the parasite infecting people အကြောင်းတွေကိုလေ့လာခဲ့ကြတယ် ယ် worldwide control of malaria ဒီကမ္ဘာလုံးအတိုင်းအတာအနေနဲ့ malaria control လုပ်တဲ့အခါမှာ two main reason for not successful malaria war eradication program the reason for the worldwide concern over the spread of malaria malaria is still one of the biggest threats to health three factors that may lead to improvements in the control of malaria အကြောင်းတွေကို လေ့လာခဲ့ကြတယ်ကျေရုံးနဲ့အတူမြန်မာပြည်မှာရှိတဲ့ Great Dwarf Pathology ကိုလေ့လာနေတဲ့ကျောင်းသားကျောင်းသူတွေအတွက်ဇီဝကဟဲ့ Knowledge Sharing Channel ကို Like and Share လုပ်ပေးကြပါ sharing is caring မှာနောက်ထပ်သင်ခန်းစာများမှာတခြားနဲ့တူပြန်လည်ဆုံတွေ့ကြပါစို့